ဗုဒ္ဓဘာသာဝင်တွေကိုကလားဆက်သွင်းပြီးတော့ကလားတဲ့သွင်းတဲ့ကောင်တွေကိုကျွန်တော်လုံးဝထိုင်ပြီးတော့ကြည်နေမှာမဟုတ်ဘူး။အဲ့တော့ဗုဒ္ဓဘာသာဝင်တွေလာမေးကြတယ်။ကျမမှာချစ်သူကောင်လေးကမွတ်စလင်ကောင်လေးရှိတယ်။အဲအချို့ကလည်းဗုဒ္ဓဘာသာဝင်ကောင်လေးတွေကလာမေးတယ်။ကျွန်တော်မှာချစ်သူကောင်ကောင်မလေးကမွတ်စလင်ကောင်မလေးရှိတယ်။အဲ့တော့ကောင်ကောင်မလေးကမွတ်စလင်ပဲဖြစ်ဖြစ်ကောင်လေးကမွတ်စလင်ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ပေါ့နော်။သူတို့ကယူလို့ရကြလားဆိုပြီးတော့လာမေးကြတယ်။အဲ့တော့အရင်ဦးဆုံးဗုဒ္ဓဘာသာဝင်တွေကိုကျွန်တော်ပြောချင်တာကခမည်း မည်းတို့သည်ဗုဒ္ဓဘာသာဝင်အဖြစ်နဲ့ပဲနေမှာလားဒါမှမဟုတ်ဘူးဆိုရင်မွတ်စလင်လည်းကိုဝင်မှာလားနှစ်ခုပေါ့မေးချင်တာအဲ့တော့ဗုဒ္ဓဘာသာဝင်အဖြစ်နဲ့ပဲနေမယ်ဆိုရင်ခမည်းတို့ကိုယူမဲ့ဗုဒ္ဓဘာသာဝင်ကိုယူမဲ့တဖက်ကကလားကဗုဒ္ဓဘာသာဝင်လည်းဝင်အဲ့ဒါမှအဆင်ပြေမှာဒါမှမဟုတ်ဘူးဆိုရင်လေခမည်းတို့ကအမတို့က မွ슬림တွေကိုဝင်မယ်ဆိုရင်ခမားတို့ကိုမွ슬림လုတ်ပေးမယ်သူမြန်မာနိုင်ငံမှာတယောက်မှမရှိဘူးဒီတကားပြောတာအယမ်းမှန်တယ်နော်သူကဘာသာရေးတွေလူမျိုးရေးတွေခွဲခြားပြီးပြောတာမဟုတ်ဘူးအိမ်ထောင်ရေးနဲ့ပတ်သက်ပြီးတော့စည်းကမ်းရှိဖို့နဲ့အမျှော်မြင်ရှိဖို့ကိုပြောတာဦးဇင်းတို့ဗုဒ္ဓဘာသာဝင်လူတွေအနေနဲ့အိမ်ထောင်ရေးနဲ့ပတ်သက်ပြီးတော့စည်းကမ်းရှိဖို့လိုတယ်အသိဉာဏ်ရှိတဲ့လူကိုမပြောနဲ့အသိဉာဏ်မဲ့တဲ့တရိတ်ဆန်တွေတောင်မှ ဇတူချင်းပဲအိမ်ထောင်ပြုကြတယ်နော်လူသားဆိုရင်အိမ်ထောင်ရင်းနဲ့ပတ်သက်ပြီးတော့ပို၍စည်းကမ်းရှိဖို့လိုတယ်အိမ်ထောင်ရင်းနဲ့ပတ်သက်ပြီးစည်းကမ်းမရှိပဲဖြစ်ချင်တဲ့စန္ဒကိုရှေ့တင်ပြီးတော့ဘာသာခြားလူမျိုးခြားကိုအိမ်ထောင်ပြုလိုက်မယ်ဆိုရင်ဘာဒီဖြစ်လာနိုင်တယ်လဲဖြစ်ချင်တဲ့စန္ဒကိုရှေ့တန်းတင်ပြီးဘာသာခြားလူမျိုးခြားကိုအိမ်ထောင်ပြုလိုက်တဲ့အခါမှာသာသမီရလာပြီဆိုရင်အဲ့ဒီသာသမီကိုအကြောင်းပြုပြီးတော့ဘာသာရေးပဋိပက္ခဖြစ်နိုင်ပါတယ် မိမိကိုလည်းပဲသူ့ဘာသာဝင်ဖို့ဆွဲတဲ့အခါမှာမိမိကလက်မခံဘူးဆိုရင်ဘာသာရေးနဲ့ပတ်သက်ပြီးတော့ပဋိပက္ခဖြစ်နိုင်ပါတယ်။နောက်ဆုံးအိမ်ထောင်ကွဲတဲ့အထိဖြစ်နိုင်ပါတယ်နော်။ဒါဟာလူမျိုးချဘာသာချကိုအိမ်ထောင်ပြုတ်လိုက်တဲ့စိုးကျိုးကြောင့်ပဲဖြစ်ပါတယ်။ဒါကြောင့်လူမှန်ရင် စီကံထိမ့်သိမ့်တဲ့အနေနဲ့လူမျိုးတူဘာသာတူကိုသာအိမ်ထောင်ပြုတ်ပြီးဘဝလက်တွဲပေါ်အဖြစ်ရွေးချယ်ပါလို့ပြောချင်ပါတယ်နော်။ငရုတ်သီးဆက်တာတူနေပေမဲ့ ရေရှိတဲ့သူကအဆက်သက်တာပါတယ်ရှင်ယောဟန်အခန်းကြီး၄အခန်းငယ်၃၀တဲ့ဒီမန့်ကမကောင်းမှုတွေကိုကျူးလွန်ပြီးတော့တခြားဘာသာသို့ကူးပြောင်းသွားမယ်ဆိုရင်အဲ့ဒီမကောင်းကျိုးတွေကို ခံစားရပါသေးသလားလို့မေးထားတဲ့မေးခွန်းကိုမယုတ်သေးနဲ့ဥပမာပေးပြီးတော့ဥစဉ်ဖြေထားတဲ့ပုံထဲမှာလာမှန်ထားတာပါနော်ရေရှိတဲ့သူကအဆက်သက်တာတယ်ဆိုပေမဲ့ရေရှိနိုင်လောက်တဲ့အကြောင်းတရားကိုလောက်ထားမှရေကရှိမှသည် ခရိယံဘာသာကအကြောင်းတရားကိုလက်ခံလို့လားအကြောင်းတရားဝါဒကိုလက်ခံတာကဗုဒ္ဓဘာသာကပဲလက်ခံတာနော်ခရိယံဘာသာမှာကဖန်ဆင်းတဲ့ဝါဒကိုပဲလက်ခံတာအကြောင်းအကျိုးဝါဒကိုလက်မခံဘူးဒါကြောင့်ကိုယ့်ဘာသာကဘယ်ဝါဒကို လက်ခံတယ်ဆိုတာကိုအရင်ဆုံးသိအောင်သွားပြီးတော့လေ့လာလိုက်ပါဦးပြီးမှဦးသိန်းကိုလာပြီးတော့ပြောပါနော်အရှင်ဘုရားဗုဒ္ဓဘာသာမဟုတ်တဲ့ခရိယံမွတ်စလင်နဲ့အခြားဘာသာဝင်တွေ နတ်ပြည်မြမပြည်ရောက်နိုင်ပါသလားဖရာတဲ့ဘယ်လိုလူမျိုးဘယ်လိုဘာသာဝင်ပဲဖြစ်ဖြစ်နတ်ပြည်မြမပြည်ရောက်ကြောင်းတရားကိုကျင့်မယ်ဆိုရင်နတ်ပြည်မြမပြည်ရောက်မှာပါဗုဒ္ဓဘာသာဝင်ဖြစ်မှာမဟုတ်ပါဘူးเนาะတချို့ဗုဒ္ဓဘာသာဝင်တွေဖြစ်ပြီးငရဲရောက်သွားတဲ့သူတွေတပုံကြီးရှိပါတယ်ဒီလိုပြောလို့တချို့ကအထောက်အားရှိလာလို့မေးလာနိုင်ပါတယ်ရှိတာပေါ့နော်ဦးစင်းတို့ကဖျားပွင့်ရာကာလမှာသာသနာနဲ့ဂျုံလို့လူလာဖြစ်တဲ့အတွက်ဗုဒ္ဓဘာသာဝင်တွေဖြစ်ကြတာပါ ဖះမပွင့်တဲ့ကာလတွေမှာသာသနာမရှိပါဘူးเนาะအဲ့ဒီလိုသာသနာမရှိတဲ့ကာလမှာလူဖြစ်ကြတဲ့လူတွေဟာဗုဒ္ဓဘာသာဝင်တွေမဟုတ်ပါဘူးဘာသာကြားတွေပါเนาะအဲ့ဒီဘာသာကြားဖြစ်တဲ့ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့အဲ့ဒီခေတ်ကသာသနာပလူတွေဟာမြတ်မပြေရောက်ကြောင်းတရားတွေကျင့်ပြီးတော့မြတ်မပြေရောက်သွားကြတယ်တိလတွေစောက်တည်ပြီးတော့နတ်တွေရောက်သွားကြတာတွေရှိပါတယ်တိုးတော့အဲ့ဒီခေတ်မှာဖះမပွင့်တဲ့ကာလဖြစ်တဲ့အတွက်ဝိပဿနာတော့မပေါ်သေးဘူးเนาะဝိပဿနာပေါ်တာကတော့ဖះပွင့်တဲ့ကာလမှာပေါ်တာဖြစ်ပါတယ် ။ဒါကြောင့်ဘယ်လိုလူမျိုးပဲဖြစ်ဖြစ်ဘယ်လိုဘာသာဝင်ပဲဖြစ်ဖြစ်မြမပြည်နဲ့ပြည်ယောက်ျောင်းတရားကိုကျင့်မယ်ဆိုရင်ရောက်မှာဖြစ်ပါတယ်နော်။ဘာဖုံးကြီးငရဲပြည်နဲ့ပြည်ဆိုတာတကယ်မရှိပါဘူးဗျ။နောက်ဘဝဆိုတာလေဖုံးကြီးတွေပါဇက်ထဲမှာပဲရှိတာပါဗျ။သက်တည်ပြနိုင်တာလေအခုထိမရှိသေးပါဘူးဖရားတဲ့။ဘာဖုံးကြီးတော့မလုပ်ပါနဲ့။ဘာဖုံးလေးတော့လုပ်ပါနော်။တကားတော်လူလူမျိုးတွေကမြတ်စွာဘုရားလက်ထက်မှာလည်းရှိပါတယ်။ ။တက္ကတော်ကကိုတိုင်မမြင်လို့သူများပြောတာနဲ့မယုံဘူးဆိုတဲ့သဘောကိုပြောချင်တာပါ။ကိုတိုင်မမြင်လို့သူများပြောတာမယုံရင်တက္ကတော်မမွေးခင်ကတက္ကတော်ရဲ့မိဘနှစ်ပါးကိုမြင်ဘူးပါတလား။မမြင်ဘူးပါဘူး။နော်။အပြင်လောကရောက်မှဒါကမင်းရဲ့အဖေနဲ့အမေဖြစ်တယ်လို့ပြောပြမှကိုရဲ့မိဘအဖြစ်လက်ခံယုံကြည်တာပါ။ကိုတိုင်မမြင်လို့သူများပြောတာမယုံရင်ကိုရဲ့မိဘနှစ်ပါးကိုလည်းဘာဖြစ်လို့ကိုမိဘအဖြစ်လက်ခံယုံကြည်နေမှာလဲ။ ကိုယ်တိုင်မမြင်လို့သူများပြောတဲ့အတွက်ကိုမိဘနှစ်ပါးပေါ်မှာလည်းတန်တရားဖြစ်မယ်ဆိုရင်ကိုယ့်ရဲ့မိဘအရင်ဟုတ်မဟုတ်ဒီကနေ့ခေတ်ဒီဟန်လေးဤပညာနဲ့စိတ်ကြည်ရင်သိနိုင်ပါတယ်ဒါကဥပမာပါအဲ့ဒီဥပမာအတိုင်းပါပဲဦးစင်းတို့မြတ်စွာဘုရားကငရေပြည်ဒီနတ်ပြည်ဒီနောက်ဘဝတွေတကယ်ရှိတယ်ဆိုတာကိုဟောကြားတဲ့အခါမှာယုံကြည်လက်ခံမှုမရှိတဲ့လူတချို့ယုံကြည်လက်ခံပြီးသိမြင်လာအောင်နိလန်းတွေပေးခဲ့ပါတယ်အဲ့ဒီလိုပေးခဲ့တဲ့နိလန်းတွေကိုကျင့်သုံးပြီးမကြည့်ပဲနဲ့ငရေပြည်ဒီနတ်ပြည်ဒီ နောက်ဘဝတွေဆိုတာမရှိပါဘူးလို့ဖေးထိုင်ပြီးဘူးပြောနေမယ်ဆိုရင်ပြောတဲ့သူရဲ့အပြစ်သားဖြစ်ပါတယ်။တချို့အရာတွေကလက်စုပ်လက်ကင်ချပြလို့ရတာမှန်ပေမဲ့တချို့အရာတွေကတကယ်ရှိတော်လဲပဲလက်စုပ်လက်ကင်ချပြလို့မရဘူးနော်။ကိုယ်တိုင်ကျင့်သုံးပြီးကြည့်မှသိနိုင်တာဖြစ်တယ်။ကဲနောက်ဘဝရှိမရှိဆိုတာကိုဗီဒီယိုဖိုင်လေးတစ်ခုပြပေးမယ်နော်။နံပါတ်9အတိတ်ဘဝကနေတိုင်းမှုအလုံးကိုမှတ်မိခဲ့သူ ။နံပါတ်5နေရာမှာရှိနေတာကတော့ Scotland နိုင်ငံ Glasgow မြို့က Cameron McCallie ဆိုတဲ့ကလေးငယ်တယောက်ပဲဖြစ်ပါသေးတယ်။အဲဒီကောင်လေးကသူ့ရဲ့အတိတ်ဘဝကိုအသက်2နှစ်အရွယ်မှာကတည်းကမှတ်မိနေခဲ့တာပါ။ သူရဲ့ပြောစကားအရာတော့သူကဘာရောဆိုတဲ့ကျွန်တော်ပေါ်မှာမိခင်ဖြစ်သူနဲ့နေထိုင်ခဲ့သူတယောက်ဖြစ်တယ်လို့ဆိုပါရယ်။ဒါပြင်သူကအရင်ဘဝကဖခင်ဖြစ်သူရဲ့နာမည်ရင်းကရှောင်ရောဘတ်ဆိုတာကအစမှတ်မိနေခဲ့ပါရယ်။သူရဲ့အတိတ်ဘဝကဖခင်ဖြစ်သူကကားဆိုင်မှုတစ်ခုမှာအသက်ဆုံးမခဲ့ရပြီးကွယ်လွန်ခဲ့တယ်လို့လည်းပြောခဲ့ပါသေးတယ်။ အရင်ဘွားကဘာရာကျောမမနေထိုင်ခဲ့တဲ့ပုံစံတွေကိုပကြီးဖြစ်ရေးဆွဲခိုင်းခဲ့ရမှာလဲသူ့အိမ်ပုံစံကိုရေးဆွဲပြခဲ့ပြီးသူ့ရဲ့ခွေးကိုအစာကျွေးတဲ့ပုံရိပ်တွေကိုပါရေးခဲ့ပါတယ်။သူကအတိတ်ဘဝမှာဗရင်မောက်ပါတဲ့အခန်းတစ်ခုမှာနေထိုင်ခဲ့တယ်လို့သိရပြီးအမြဲတမ်းလိုလိုဗရင်မောက်ကနေရှုကင်းတွေကိုကြည့်ပြီးတော့အပန်းချေလေးရှိတယ်လို့လည်းသိရပါတယ်။ကောင်းလေးပြောတဲ့နေရာနဲ့အိမ်ကအပြစ်မှာအမှန်တကယ်ရှိမရှိဆိုတာကိုလည်းတွားရောက်စစ်ဆေးကြည့်တဲ့အခါမှာ1960နဲ့1980ခုနှစ်က စောင့်လုပ်ခဲ့ပြီးတော့အခုချိန်မှာဆိုရင်တော့အင်ဂျင်ကြီးတစ်ခုလိုဖြစ်နေတဲ့အင်ဂျင်ကို တွေ့ခဲ့ရပါသေးတယ်။နောက်ပြီးကုန်လေးရဲ့ပျော်စကားတွေတကအတိုင်းအဲ့ဒီအင်ဂျင်တွေကပစ္စည်းတွေကအမှန်တကယ်ပြည့်ရှိနေခဲ့ပါတယ်။ကဲဒါဆိုရင်နောက်ဘဝရှိတယ်မရှိဘူးဆိုတာကိုသိလောက်မယ်ထင်ပါတယ်နော်။ဝေလျှောက်ခွင့်ပြုပါဖရာ စေတနာနဲ့မတန်တဲ့သူဆိုတာ ရှိပါသလားဖရာတဲ့။စေတနာသည်လူတိုင်းနဲ့မတန်ဆိုတဲ့စာတန်းကို တချို့အိမ်တွေမှာချိတ်ဆွဲထားတာဖတ်ဖူးပါတယ်အဲ့ဒီစကားဟာသူတော်ကောင်းစကားမဟုတ်ပါဘူးเนาะစေတနာမေတ္တာသည် လူတိုင်းနဲ့တန်ပါတယ်လူတချို့ကသာစေတနာမေတ္တာရဲ့တန်ဖိုးကိုနားမလဲတဲ့အတွက်စေတနာမေတ္တာရဲ့ကောင်းကျိုးကိုမခံစားကြရတာပါစေတနာမေတ္တာဟာလူတိုင်းနဲ့မတန်ဘူးဆိုရင်မြတ်စွာဘုရားဟာတတ္တဝအတိုင်းပေါ်ဘူးစေတနာမေတ္တာထားမှာမဟုတ်ပါဘူးခွဲခြားပြီးထားမှာပါ တတဝါတိုင်းဟာစေတနာမေတ္တာနဲ့တန်တဲ့အတွက်မြတ်စွာဘုရားဟာတတဝါတိုင်းပေါ်ကိုစေတနာမေတ္တာတန်တူထားပါတယ်အရှင်မောကလံအရှင်သာရိပုတ္တရာစတဲ့ပုဂ္ဂိုလ်တွေရဲ့အပေါ်မှာမြတ်စွာဘုရားဟာစေတနာမေတ္တာကို တန်တူထားသလိုအရှင်ဒေဝရကြီးရဲ့အပေါ်မှာလည်းပဲစေတနာမေတ္တာကိုတန်တူထားပါတယ်သို့သောအရှင်မောကလံအရှင်သာရိပုတ္တရာစတဲ့ပုဂ္ဂိုလ်တွေကတော့မြတ်စွာဘုရားရဲ့စေတနာမေတ္တာကိုနားလည်တဲ့အတွက် မဖို့နိဗ္ဗာန်ကိုမျက်မှောက်ပြုသွားကြရပါတယ်။အရှင်ဒေဝတကြီးကတော့မြတ်စွာဘုရားရဲ့စေတနာမေတ္တာကို နားမလည်တဲ့အတွက်အဝေစီငရဲသို့ကြားရောက်သွားရပါတယ်။ဒါဟာမြတ်စွာဘုရားရဲ့စေတနာမေတ္တာနဲ့မတန်လို့မဟုတ်ပါဘူးနော်။မြတ်စွာဘုရားရဲ့စေတနာမေတ္တာကိုနားမလည်လို့ပဲဖြစ်ပါတယ်။ဒါကြောင့်စေတနာမေတ္တာနဲ့မတန်တဲ့သူဆိုတာမရှိဘူး။စေတနာမေတ္တာရဲ့တန်ဖိုးကိုနားမလည်တဲ့အတွက်ကြောင့် စေရနာမေတ္တာရဲ့ကောင်းကျိုးကိုမခံစားရတဲ့သူတွေပဲရှိတယ်ဆိုတာမှတ်သားထားရမှာဖြစ်ပါတယ်။ဦးဇင်းဖေရလူတွေမှာကိုဆောင်နှက်ရှိတယ်လို့သိရပါတယ်။အဲ့ဒီလူတွေတည်သွားရင် ကိုဆောင်နှက်တွေကဘယ်ကိုရောက်သွားတာပါလဲဖေရ။ဖြေးချပေးတော်မူပါဖေရတဲ့။မကောင်းမှုကိုပြုသောသူသည်မိမိပြုသောမကောင်းမှုကိုမိမိကိုယ်တိုင်အရင်ဆုံးသိ၏။ ထို့နောက်စိတ်ကိုဖောက်ထွင်း၍ကြည်နိုင်သောတကောရှင်များသည်ထို့နောက်ကိုသောနှံ့များသည်လို့ပါရာဇိကံအထာကထာ သူဒိန္တာကန္တအဖွဲ့မှာ ဆိုထားတဲ့အတွက်ကိုသောနှံ့ဆိုတာဟာတကယ်ရှိပါတယ်ကိုသောနှံ့တကယ်ရှိတယ်ဆိုလို့ကိုသောနှံ့ဆိုတာဟာကိုရင်းမှာစောင့်နေတဲ့နတ်မဟုတ်ပါဘူးကိုသောနှံ့ဆိုတာဟာပါမန်ဘုံမစိုးယုတ်ကစိုးနတ်တွေပဲဖြစ်ပါတယ် ကုသိုလ်ကောင်းမှုအားကြီးပြီးဘုန်းကံမြင်မာတဲ့သူတွေကိုစောင့်ရှောက်တဲ့အတွက်ကိုသောနဲ့လို့ခေါ်ဆိုနေခြင်းဖြစ်ပါတယ်။ဒါကြောင့်ကိုသောနဲ့ဆိုတာဟာကိုရင်းမှာစောင့်နေတဲ့နတ်မဟုတ်ပဲဘုံမစိုးယုတ်ကစိုးနတ်တွေကိုခေါ်တာဖြစ်တဲ့အတွက်လူတွေတည်သွားပြီဆိုရင် ကိုသောနဲ့တွေဆိုတာဟာဘယ်ကူမှရောက်သွားတာမဟုတ်ပါဘူး။သူတို့ရဲ့နတ်သက်တမ်းမကုံမချင်းသူတို့ရှိနေတဲ့ဘုံမှာပဲရှိနေပါတယ်။ ။ဦးစင်ဖေယတပည့်တော်ကကျက်စီထမင်းဆိုင်ဖွင့်ထားပါတယ်ဖေယ။ကျက်တွေကိုသူများစီကအသေးတွေကိုယူပြီးချက်ပြုတ်ရတာဖြစ်လို့ငရဲကြီးပါသလားဖေယတဲ့။ဒါကဒီလိုရှိပါတယ်။ငါအဲ့အတွက်ဘဏ္ဍကောင်ပို့သက်ပေးပါဆိုပြီးကြိုမာထားတယ်ဆိုရင်တော့မိမိရဲ့လုံလပယောကမကင်းတာကြောင့်အပြစ်ရှိတဲ့အတွက်ငရဲကြီးနိုင်ပါတယ်။ကြိုမာထားခြင်းမရှိဘဲနဲ့သူတို့တပ်ပြီးသားကိုဝယ်ယူတယ်ဆိုရင်တော့ မိမိရဲ့လုံလပယောကားကြောင့်တည်ဆုံးခြင်းမဟုတ်တဲ့အတွက်အပြည့်မရှိလို့ငရဲမကြီးနိုင်ပါဘူးအရှင်ဖေယားမျက်ပြေတရက်လူပြေတနှစ်ဆိုတာ အရှင်ဖေယားယုံလားတဲ့မျက်ပြေတရက် လူပြေတနှစ်မဟုတ်ပါဘူးเนาะဘုဒ္ဓမဟာရေမျက်ပြေတရက်သည်လူပြေအနှစ်90ဖြစ်ပါတယ်တာဝရိန်သာမျက်ပြေတရက်သည်လူပြေ100ဖြစ်ပါတယ်ယာမာမျက်ပြေတရက်သည် လူပြေနှစ်200ဖြစ်ပါတယ်။ဒုတိတာနတ်ပြေတရက်သည်လူပြေနှစ်400ဖြစ်ပါတယ်။မိမာနရတိနတ်ပြေတရက်သည်လူပြေနှစ်800ဖြစ်ပါတယ်။ပရနိမိတာဝတ္တဝတိနတ်ပြေတရက်သည်လူပြေနှစ်ပေါင်း1600ဖြစ်ပါတယ်။ဒါတွေဟာလူပြေနဲ့နတ်ပြေတတန်းကွာခြားပုံတွေပဲဖြစ်ပါတယ်။အဲ့ဓာတွေကိုယုံသလားလို့မေးရင်ယုံပါတယ်နော်။အားကြောင့်ယုံရတာလဲဆိုရင်လူတွေရဲ့ အောက်ဖြစ်တဲ့ချင်းဒီကြိုးတွေကိုကြည့်လိုက်ပါလူတွေရဲ့အချိန်ခွန်ရက်ဟာ ချင်းတွေကြိုးတွေရဲ့တဘောပဲရှိပါတယ်အဲ့ဒါကိုထောက်ဆကြည့်မယ်ဆိုလို့ရှိရင် လူပြည်နဲ့နှက်ပြည်တက်တန်းကွာခြားပုံဆိုတာဟာသဘာဝကြပါတယ်ဒါကြောင့်ယုံတယ်လို့ပဲပြောခြင်းပါတယ်